Do share. AYA Bank Cup 2016အဖွင့်ပွဲစဉ်ကတော့အချိုဘိုလူပဲဖြစ်ပြီးအာဆီယံဆူဆူကီဖလားအတွက်အတွေ့အကြုံကောင်းတွေလိုချင်နေတဲ့အင်းရှင်မြန်မာတင်းအတွက်တော့ရလမကောင်းခဲ့ပါဘူး။အင်းရှင်မြန်မာလက်ရွေးစင်အသင်းကစင်ကာပူလက်ရွေးစင်အသင်းကိုတကောကုန်းမရှိနဲ့ရှုံးနေခဲ့ပြီးမြန်မာအသင်းဟာဘိုလူပွဲတက်ရောက်ခွင့်နဲ့လွဲချော်ခဲ့ရပါတယ်။ဒီလိုရှုံးနေခဲ့တဲ့ရလအတွက်မြန်မာပြည်သက်တွေကျေနပ်ခြင်းမရှိခဲ့ပါဘူး။မြန်မာအသင်းရဲ့ဘိုလူပွဲတက်ရောက်ခွင့်လွဲချော်မှုကို ပရိသတ်တွေလက်မခံနိုင်သလိုကိုရရှိအောင်မဆွမ်းဆောင်နိုင်ခဲ့တဲ့ရလက်ကိုမကျေနပ်ပါဘူးလို့မြန်မာအသင်းချုပ်ကပြောဆိုခဲ့ပါတယ်။ရလက်ကိုမကျေနပ်ပေမဲ့မြန်မာအသင်းရဲ့ဆွမ်းဆောင်မှုကိုတော့အားရကျေနပ်တယ်လို့ဆိုပါတယ်။မြန်မာအသင်းရဲ့ဆွမ်းဆောင်မှုကိုအားရကျေနပ်ပေမဲ့ကိုရရှိအောင်မဆွမ်းဆောင်နိုင်ခဲ့တဲ့ရလက်ကိုတော့မကျေနပ်ပါဘူး။ပရိသတ်တွေလည်းဒီရလက်ကိုလက်ခံနိုင်မှာမဟုတ်ပါဘူး။ Suzuki ဖလားပြန်မဲ့အတင်းတစ်ခုအနေနဲ့ရလပိုင်းဆိုးဝါနေတဲ့အတွက်ပိတ်သက်တွေစိတ်မကျေနပ်တာကိုလည်းနီးပြတူအနေနဲ့လက်ခံပါတယ်။ဒါပေမဲ့ရလမကောင်းတာကိုပဲမကြည့်ကြပါနဲ့။အတင်းခြေစမ်းတိုးတက်ကောင်းမှုမှုရှိမရှိကလည်းပဲအရေးကြီးပါတယ်။အနိုင်ရရှိခဲ့တဲ့စင်ကာပူအတင်းအနေနဲ့မြန်မာအိမ်ကွင်းမှာမြန်မာအတင်းနဲ့ရှင်ပြိုင်ကစားရတာက အလွန်ခက်ခဲတဲ့ကစားပွဲတစ်ခုဖြစ်တယ်လို့စင်ကာပူအတင်းနီးပြကဆိုပါတယ်။ but um, I'm Singaporean. မြန်မာအသင်းနဲ့အင်္ဂွင်းမှာကစားခဲ့ရတာအလွန်ဖက်ခဲတဲ့ကစားပွဲတစ်ခုဖြစ်ခဲ့ပါတယ်။ကျွန်တော်တို့အသင်းအနေနဲ့လေလာချိန်နှဲခဲ့ပြီးမယ်မြန်မာကစားသမားတွေအကြောင်းကိုလေ့လာပြီးချုပ်တင်ပြင်ဆင်ထားနိုင်ခဲ့ပါတယ်။ဗီယက်နမ်နဲ့ဟောင်ကောင်အသင်းတို့ရှင်ပြိုင်ခဲ့တဲ့အကျိုးဘိုးလူပွဲမှာတော့နှစ်ကိုးစီတရေရလက်ထွက်ပေါ်ခဲ့တာကြောင့်ပယ်နရီအဆုံးဖြတ်ရလက်6-5ခုနဲ့ဗီယက်နမ်အသင်းကဘိုးလူပွဲတက်ရောက်နိုင်ခဲ့ပါတယ်။ ဇွန်လ9ရက်နေ့မှာနောက်ဆုံးပွဲစဉ်အဖြစ်မြန်မာနဲ့ဟောင်ကောင်ဘောလုံးပွဲအဖြစ်ဗီယက်နမ်နဲ့စင်ကာပူအသင်းတို့ကရှင်ပြိုင်သွားကြမှာဖြစ်ပါတယ်။